ပေဝါဒနာကတော့အမ9တန်း10တန်းလောက်ကလေးอ่ะပေါ့အဲ့အချိန်ကလေးอ่ะအမဟိုလက်တက်ဆန်းပြီးတော့လာစားကလေးတွေမှာရေးတယ်စာလေးတွေကိုအလိုရေးပြီးတော့ဟိုဟိုမဂဇင်းတိုက်တွေကိုပို့တယ် အလုပ်လေးကိုအိုက်ခရဲကစပြီးလုပ်ခဲ့တာအမရေးသမျှဝတ္ထုတိုင်းကိုယတနဲ့တုတနဲ့ကိုတွဲပြီးတော့အမအမြဲတမ်းရေးတယ်နောက်ဇသိမ်းမှာဟိုအမဝတ္ထုဖတ်လိုက်တိုင်းဖတ်လိုက်တိုင်းမှာဒီနောက်ဆုံးမိုင်းကြောက်ပြီဆိုလို့ရှိရင်အမအမြဲတမ်းသူတို့ message တစ်ခုခုခြံထားပေးခဲ့တယ်ခန်းဆက်လေးတွေကတော့ဟိုပါပေါ့ရေးတဲ့ခါမှာတော့နည်းနည်းတော့အမမှာအခက်အခဲရှိတာပေါ့တခြားစီးပွားရေးလုပ်ငန်းလေးတွေလုပ်နေရတာနဲ့ဟိုပါနဲ့ပေါ့နော်အဲ့လိုမျိုးတော့အချိန်လေးနည်းနည်းတော့ယူရတာပေါ့အဲ ဟိုပထမဆုံးအမစပြီးတော့ရောက်ခဲ့တာတော့လေအမ1998ခုနှစ်မှာဆယ်တန်းအောင်မြင်ခဲ့တာအဲ့ဒီကနေပြီးတော့ပညာရေးကောလိပ်ပထမဆုံးစတက်တယ်ပေါ့နော်အဲ့တက်တဲ့ပထမနှစ်မှာအမတို့ဒီကျောင်းမှာပေါ့နော်ဝတ္ထုဆောင်ပါနောက်ပြီးတော့ကဗျာမူရစ်စေဝါပေါ့နော်ကဗျာပြိုင်ပွဲတွေပြိုင်ခွင့်ရခဲ့တယ်အဲ့ဒီမှာအမကဗျာနဲ့ဒုတိယဆုရခဲ့ပါတယ်အဲ့ဒီကနေစခဲ့ပြီမဲ့ ဟိုနောက်ပိုင်းကတော့အမဆက်ပြီးတော့ဒီအလုပ်ကိုမလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ပထမအခုနောက်ပိုင်းစပြီးတော့ပြန်ပြီးရေးဖြစ်တာကဒီ2021ခုနှစ်10လပိုင်းလောက်မှာဒီ social media ပေါ်ကနေပြီးတော့ပြန်ပြီးရောက်ခဲ့တာပါစပေးဝါသနာကတော့အမ9တန်း8တန်းလောက်ကလေးอ่ะပေါ့အဲ့အချိန်ကလေးကအမဟိုလက်တက်ဆန်းပြီးတော့လာစာအုပ်လေးတွေမှာရေးတယ်စာလေးတွေကိုအလိုရေးပြီးတော့ဟိုဟိုဟာမဂဇင်းတိုက်တွေကိုပို့တဲ့အလုပ်လေးကိုအဲ့ခရေကစပြီးလုပ်ခဲ့တာ ဟုတ်ရှိပါတယ်အဲ့ချိန်တော့ဟိုကိုဖတ်တဲ့ဆိုင်ဆရာမတွေအဟိုစုလာဖြူတို့ဟိုမိကိုဇူးစင်တို့နိုကိုဇူးစင်တို့နောက်လွန်ထထတို့အဲ့ဒီအမတို့ဖတ်ခဲ့ရတာဆိုတော့သူတို့ကြည့်ပြီးတော့အများအားကြနေကြတာပါဟုတ်ပြတ်ကောင် ါတော့ပထမဆုံးရည်ရချက်ပေါ့အဲ့အဲ့ဒါနဲ့ဒါပေမဲ့မတို့ဒီနောက်ပိုင်းမှာဟိုចောင်းပြီးသွားတယ်ចောင်းပြီးသွားတဲ့အချိန်မှာဘွဲရပြီးတော့မတို့ဒီအိမ်အောင်ကျသွားတာပေါ့နော်အိမ်အောင်ကျသွားတဲ့နောက်ပိုင်းမှာတော့ဘာမှဆက်ပြီးမလုပ်ဖြစ်ဘူးဒါပေမဲ့ဒီလုပ်ရမယ်ဆိုတော့ရီမန်းချက်ကလေးကရှိနေခဲ့တဲ့ခါကျတော့ဒီအသက်40ကျော်မှာပဲပေါ့နော်ဒီလုပ်ငန်းလေးကိုပြန်ပြီးတော့စပြီးတော့အခြေတည်ခဲ့တာပါရှိခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အမပထမဆုံးရေးခဲ့တာကဒီဟိုပါဘောနော်ဟို online ပေါ်ကပေါ်နေပြီးရေးတာပေါ့ရေးတဲ့ဟာက subscribe group လေးအမနန်းစုပြေမွန်ပေါ့နော်သူရဲ့ group လေးမှာပထမဆုံးစပြီးရေးခဲ့တာရေးခဲ့တာဘာလို့အမှတ်တရရှိခဲ့လဲဆိုတော့အဲ့အမရေးခဲ့တဲ့ဝတ္ထုလေးကအဲ့ဒါဟိုပါပေါ့နော် HIB AIDS ပညာပေးဝတ္ထုလေးကိုပထမဆုံးရေးခဲ့တာအခန်းစာဝတ္ထုပေါ့အဲ့ဒါလေးကိုရေးခဲ့တဲ့အခါမှာပေါ့နော်ကိုကိုစပြီးလှုပ်လိုက်တဲ့အလုံမှာကိုလည်းတိတ်ပြီးကျွမ်းကျင်တဲ့အလုံမဟုတ်သေးဘူးပေါ့နော်စပြီးမြေဆန်းခရမ်းပြုတ်လှုပ်လိုက်တဲ့အချိန်မှာပဲ ဒီ group လေးတွေကရှိတဲ့လူတွေကအရန်ဟိုဘောနော်အားပေးခဲ့တာတွေဒီ man လေးတွေရေးလာခဲ့တဲ့ဟာက ပထမရက်ကနေပြီးတော့ပထမရက်မှာ၄50ခုရှိတယ်။နောက်ရက်မှာ20 30အဲ့လိုတွေတက်လာတဲ့ခါကျတော့အရန်ဝမ်းတာခဲ့တာဘောနော်တူကိုဆော့ဆာချင်းစခဲ့တဲ့ခြေလမ်းလေးမှာနေဟိုလူတိလာတဲ့ဟာလေးတစ်ခုပေါ့အဲ့ဒီရဲ့မှတ်တိုင်လေးတော့ရှိပါတယ်။အဲ့ဒါဟိုအမဟိုအိမ်နားပါပေါ့နော်ပတ်ဝန်းကျင်လေးမှာဟိုဒီ HIV ယောဂတဲ့ ဟိုဘာလို့နော်အမစပြီးတွေ့တယ်တွေ့တဲ့ခါမှာနော်လူတွေကဘလို့လဲဆိုတော့ဒီ HIV ရောဂါတွေနဲ့ပတ်သက်ပြီးတော့ဟိုသူတို့ကဒါမကောင်းတာလို့လို့မကောင်းတဲ့အရာတွေကိုလောက်ကြလို့သူတို့ဒီဟာဟိုဖြစ်တာဆိုတော့စိတ်လေးလေးရှိကြတာပေါ့အဲ့ဒါကိုဘာကြောင့်သိစေချင်လဲဆိုတော့လူတွေဒီပြိတ္တတ်တွေကြားမှာဒါဟိုလူတော်တော်များများကပေါ့နော်မကောင်းတာလုံးမဒီ HIV positive ဖြစ်တယ်လို့ထင်နေကြတဲ့အသည့်လေးပေါ့ အဲ့ဒါလေးကိုမဟုတ်ဘူးဆိုတဲ့အကြောင်းမလို့ဒီသွေးရနေပြီးတော့ကူးဆက်နိုင်တယ်။နောက်ဒီဟိုတားတဲ့ကနေမိခင်ရေကိုကူးဆက်တာတွေနောက်မတန့်တော့သွေးတွေသွင်းမိတာတွေဘာတွေအဲ့ဒါလေးတွေကိုသိစေချင်တဲ့စိတ်ကလေးနဲ့ဒါကိုသိရတဲ့အရာလေးကိုမျှဝေပေးတာပေါ့ဒီယောဂတဲ့လေးကိုမျှဝေရင်းနဲ့ ော် online ပေါ်မှာလည်းဒါလေးတွေเนาะလူတွေသိထားတဲ့နဲ့ဆိုတော့စိတ်ကလေးနဲ့အမမျှဝေခဲ့တာပါအဲ့ဒါကြတော့ညီမလေးလူလူမျိုးမျိုးစိတ်အထွေထွေရှိကြတာပေါ့ဘာပြောတမန်ဟိုသူဒီယောဂဆိုတာကဖြစ်လာပြီဟေ့ဆိုလို့ရှိရင်ဒါပေမဲ့ तू तू အနေနဲ့ကြတော့ညီမလေးကဒီယောဂရှိတယ်ဆိုတာပတ်ဝန်းကျင်ကသိသွားမှသာ तू ခွဲခြားဆက်ဆံလို့ရဟိုမသိသွားဘူးဆိုတော့ဒီဥစ္စာကြတော့ညီမလေးက तू ပေါ်တင်ကြီးပြတဲ့လက္ခဏာမျိုးတွေ तू မှမရှိဘူးလေ तू ကဒီနောက်ပြီးတော့ဒီ ARD ဆေးတောက်တဲ့အချိန်မှာဒီ ဟိုပုံမှန်လူတွေလို့သူနေထိုင်နိုင်တယ်နောက်ဆုံးဒီတက်တန်းပေါ့နော်သူ့ရဲ့တက်တန်းရှိတဲ့လောက်ထိကိုဒီတာမန်လူတွေတက်တန်းလောက်ထိကိုသူနေသွားနိုင်တယ်ဆိုတဲ့ဟာလေးကိုလည်းလူတွေသိစေချင်တာပေါ့အဲ့ဒါကြောင့်အမဒီဝတ္ထုလေးကိုရေးဖြစ်ခဲ့တာပါနောက်ပိုင်းအမရေးခဲ့တာလေအကုန်လုံးနီးပါးကတော့အမအခန်းဆက်တွေရေးတယ်ရေးတာဟာက နောက်ပိုင်းမဟိုလူကုံကူတာစီရေးခဲ့တယ်ဒီနောက်မင်းစီဆိုတဲ့ဇလန်းလေးမှကြားတဲ့ခါကျမွေးစေဝါနဲ့ပတ်သက်တဲ့ဟို ဟွာပေါ့နော်မြို့စီဟွာနဲ့ပတ်သက်ပြီးတော့မှဒီလူတွေကောင်းကျိုးဆိုးကျိုးဘလို့ရှိတယ်ဆိုတဲ့ဟာလေးဝတ္ထုလေးကိုမနှင်းစီဆိုပြီးရေးခဲ့တယ်။နောက်ပြီးတော့နောက်အမားဟိုလူကုန်ကူးဇက်လန်းနေရေးတယ်။နောက်အိမ်တော်ရေးဇက်လန်းနေရေးတယ်။အဲ့မှာအမားရေးသမျှဝတ္ထုတိုင်းကိုယတနဲ့တုတနဲ့ကိုတွဲပြီးတော့အမားအမြဲတမ်းရေးတယ်။နောက်ဇက်သိမ်းမှာဟိုအမားဝတ္ထုဖက်လိုက်တိုင်းဖက်လိုက်တိုင်းမှာဒီနောက်ဆုံးမိုင်းကြောက်ပြီးဆိုလို့ရှိရင်အမားအမြဲတမ်းသူ့ကို message တစ်ခုခုချန်ထားပေးခဲ့တယ်။ဟိုလူတွေပေါ့နော်ဒီဝတ္ထုဖက်ခြင်းအဖြစ်ကောင်းခြင်းဆိုးခြင်းလေးတွေကို ဟိုခွဲခြားပြီးသိနိုင်အောင်ဟိုအဲ့လိုမျိုးလေးတွေအမရေးခဲ့ပါတယ်။မမရဟိုအခက်ခဲဆုံးတော့ဒီအမကတခါလေးကျရင်ဟိုဝိညာဉ်ဇလံလေးတွေလည်းရေးရတယ်နော်။ရေးတဲ့ခါကျတော့နောက်ပြီးတော့ဒီဟိုမှုကင်းနဲ့ပတ်သက်တဲ့ဇလံလေးတွေလည်းရေးတဲ့ခါကျတော့ဒီအမဒီခင်မှာ ဖြစ်နေတဲ့ဒီဟိုဟွာပေါ့မှုကင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြတော့အမတို့အကုန်မသိနိုင်ဘူးလေဥပဒေပေါ့မြန်မာနိုင်ငံချမှတ်ထားတဲ့ဥပဒေတွေနောက်ဒီဥမာပေါ့လူတယောက်တည်သွားရင်တောင်မှ ူကဒီလုံချံခံမရပြီးသေတာလားနောက်သူကသူတေမှုတေခင်ရသေတာလားဒါတွေကိုသိတိုင်ဖို့ကြတော့ဟိုကဥပဒေနဲ့ပတ်သက်ပြီးတော့အလိုအပ်ချက်တွေရှိလာတဲ့ခါကျရင်တော့အမအကူညီတောင်းရတာရှိတယ်ဟိုအမအမျိုးသားနေပြီးတော့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့တော့သူအကူညီပေးကြတာရှိရပါတော့နော်နောက်ဟိုဘိတ်ဆွေတငယ်ချင်းပေါ့အဲ့လိုမျိုးဆိုရင်လည်းလှမ်းပြီးမေးရတယ်ဟိုဒီဥပဒေနဲ့ပတ်သက်ပြီးတော့ဒါဥမာအဲဒီချမှတ်ထားတဲ့ဥပဒေရဟိုထောက်ပံ့နှစ်ကြာနိုင်တယ်လေဒီဥပဒေမှာဘလို့ချ ပြဋ္ဌာန်းထားလဲဆိုတာတွေကဆာအမတို့ဒါကတော့အမမှရှိဖြစ်လာတဲ့ခက်ခဲလေးပေါ့အဲ့ဒါကကြတော့လေဟိုအမတို့ငငယ်ရာပေါ့နော်ဟိုအမကလာရှုပ်သူဆိုတော့လာရှုပ်မှနေခဲ့တဲ့အချိန်မှာအရင်တော့ဒီအမတို့လာရှုပ်ထောင်ရဲ့ဒီမလန့်မကန့်မှအိမ်အိမ်တည်ရင်ရှေ့သူတို့ဟိုထောင်မှနေနေခဲ့တဲ့အိမ်ပေါ့အဲ့မှာဟိုလူတိုင်းက ဟိုကောလာဟာလာလာတကယ်လက်တွေ့လားဆိုတော့အမားတို့သိချာမသိဘူးဒါပေမဲ့အဲ့အိမ်မှာတလားအပြင်ပို့ပြီးနေနိုင်တဲ့လူမရှိဘူးအပြင်ပြန်ပြန်ထွက်သွားအဲ့ဒါနဲ့တရက်မှာအမားတငယ်ချင်းတွေကအဲ့အုံငှားနေတာငှားနေတဲ့ခါကျဈေးနှုန်းလေးလည်းတတ်တာလေဆိုတော့အဲ့အုံငှားနေတော့အဲ့ဒါအမားတို့ကအိမ်သွားလေကြတယ်လေတော့ကျတော့သူ့ရဲ့အိမ်ဒီလိုဝင်ပေါက်ကိုစပြီးဝင်လိုက်ခရကျိုးရိတ်ချမ်းပြီးတော့ဒီကြသိမ်းမွေးညင်းထားတဲ့အရာသားရဲ့တညာပေါ့နော်သူ့အမိဘတွေမရှိလို့ဆိုပြီးသွားပြီးလေတဲ့ အချိန်မှာပေါ့ညာဘိုင်းလေးခဏစောင့်ပေးနေတာသူ့မိဘတဲ့ဆယ်နိုင်လောက်ပြန်မှဆိုတော့အဲ့အချိန်မှာဒီအပေါ်တက်ကနေရှောက်လိုက်တယ်လို့အပေါ်ရက်မှာလည်းဘယ်သူမှမရှိသူတို့မိသားစု၄ယောက်ပဲနေတယ်ခါဆိုတော့ဒီလမ်းလျှောက်တဲ့အတန်ကြားနေရတဲ့ပုံစံမျိုးတွေနောက်ပစ္စည်းပစ္စယပေါ့ဒါဟိုပြုတ်ကြတဲ့အတန်မျိုးတွေရှိနေတယ်ဆိုတော့ဒါဝိညာဉ်တကယ်ရှိသလားဆိုတော့စိတ်ကအဲ့ငယ်တုန်းကတည်းကကို့မှာရှိလာတာဒါပေမဲ့အမကတရေကြောက်လာဆိုတော့မကြောက်ဘူး ဒါပေမဲ့တရေမကြောက်တဲ့လူကဟိုတရေဆက်လန်းရေးရဲဆိုတော့လူကြီးစရာကောင်းတယ်လीနော်ဒါပေမဲ့တင်းញိုင်းကုန်းတွေပါပြီးသွားအတုပပို့သွားလဲအမရဟိုကြောက်တဲ့စိတ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ ဒီဝိညာဉ်တို့ဘာတို့ဒီနန္နာဘာဝတို့ဆိုတာတကယ်မရှိဘူးဆိုတာလည်းမဖြစ်နိုင်ဘာလို့ဆိုတော့ဒါဖះဟောတရားတွေမှာတောင်ရှိခဲ့ကြတာဆိုတော့လေဒီဇလန်လေးတွေအဖြစ်ကတော့ဒါအမားတို့ကတော့ဇက်ကောင်တော့ဖန်တီးရတာပေါ့2021မှာအမားအိမ်မှာနေနေပြီဒီ online ပေါ်မှာအမားစာတွေဖတ်တယ်လေဖတ်နေနေသူများတွေဒီ online ပေါ်မှာရေးနေ online media ပေါ်မှာရေးနေတာတချို့ဆိုလို့ရှင်ဟိုငွေကြေးကောက်ခံပြီးတော့မှဟိုရေးလို့ရတဲ့အနေထားလေးတွေဆီပွားရေးတစ်ခုရှာတဲ့အထီးကို လုပ်လို့ရတဲ့အနေထားလေးတွေမြင်လာတဲ့ခါကျတော့အော်ငါအရင်တော့ကဒီလိုရေးခဲ့တော့ကဒီလိုတွေတောင်ငါလုံနိုင်ခဲ့တာကိုငါလုပ်ကြည့်မယ်ဆိုတဲ့စိတ်ကလေးပေါ့နော်အဲ့ဒါလေးကိုစမ်းပြီးတော့ပြန်ပြီးတော့လုပ်ခဲ့တာလုပ်ရင်းနဲ့ဒီရပေါ့အမားအနေနဲ့လည်းအဲဒီဟို page ထောင်ပြီးတော့မှဒီစီဝါရှာလို့ရတဲ့အနေထားတစ်ခုကိုလည်းကိုရခဲ့တယ်။နောက်ပြီးတော့အမရဲ့ဝတ္ထုအခုပေါ်နေရေးခဲ့တဲ့ဟိုဝတ္ထုပေါင်းအခန်းဆက် 30လောက်မှာအမ20လောက်ကတော့ဟို YouTube က channel တွေကနေဝယ်ထားတာကိုရောင်းထားတာရှိပါတယ်။ဟုတ်အမဟိုအိမ်ောင်နဲ့ပေါ့နော်ကို့မိသားစုရဲ့တာဝန်လေးဝတ်တရားလေးတွေလည်းရှိတယ်။နောက်အမရဲ့တခြားဟိုပေါ့နော်ဟိုကိုပိုင်စီးပွားရေးလုပ်ငန်းလေးတွေလည်းရှိနေတဲ့အတွက်ကြောင့်အမအားတဲ့အချိန်ကတော့အမအားရင်အားသလိုပဲ။အဲခုဟိုပါပေါ့အမအရင်ရေးခဲ့တဲ့ရေနနာပုံသတင်းစာကနေပြီးတော့ပေါ့နော်အဲ့ကနေလဲစာမှုလေးတွေတောင်းတဲ့ခါရေးတယ်။နောက်ပြီးတော့ဒီ အခုခန်းဆက်လေးတွေကတော့ဟိုပါပေါ့ရေးတဲ့ခါမှာတော့နည်းနည်းတော့အမမအခက်ခဲရှိတာပေါ့တခြားစီးပွားရေးလုပ်ငန်းလေးတွေလုပ်နေရတာနဲ့ဟိုဟာနဲ့ပေါ့နော်အဲ့လိုမျိုးတော့အချိန်လေးတည်းနဲ့တော့ယူရတာပေါ့ဟိုအမကိုချစ်ခင်နဲ့တက်ပြီးတော့ဟိုအပေးကြတဲ့ပြည်သက်တရားချင်းစီတိုင်းကိုအမကျေးဇူးအများကြီးတင်ပါတယ်ရှင်